SKC Smart Skills College ကဆရာမနမ်မီတေးဖြစ်ပါတယ်။ပြည်သူပြည်ထောင်စွန့်ရီဖော်ချုပ်လူပေါင်းမြင့်တင်ဆိုတဲ့ဆောင်ပုံးနဲ့ SKC ကိုလူငယ်များစွာနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒီကနေ့တင်ပြမယ့်အကြောင်းအရာကတော့ Autism လက္ခဏာလို့ခေါ်တဲ့ Autism Sign ၏အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။မိသားစုများများကတော့တော်တော်များများကတော့နှစ်နှစ် คลีတွေမနေ့နဲ့မတိုင်ခင်မှာဒီคลีကဘာမှမဖြစ်ဘူးအကုန်လုံးကောင်းတယ်လို့ပြောကြပါတယ်နနစ်နောက်ပိုင်းမှာမှမျက်လုံးချင်းတိတ်မဆုံးတော့ဘူး4 4ရမ်းကြည့်လို့ audition ဖြစ်သွားတာလား4မကြည့်ရင်တော့ပျောက်သွားမှာလားစသဖြင့်ပြောကြတာလေးရှိပါတယ်လေ့ကျင့်ပြီးရင်တော့အလွန်ကောင်းတဲ့ဘဝမှာဒီคลีတွေအားလုံးနေထိုင်နိုင်မယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့လူကြီးတွေမအားလို့အတူဆော့မဲ့လူရှိလို့ audition ဖြစ်သွားတာမျိုးမဟုတ်ပါဘူး TV နဲ့ဖုန်းနဲ့ပေးကြည့်လိုက်လို့လည်း audition တစ်ခုတည်းနဲ့လည်း audition ဖြစ်သွားတာမျိုးလည်းမဟုတ်ပါဘူး။ကြောင်းထားလိုက်ရောပျောက်သွားမှာလား။ကြဘယ်ကြောင်းမဲထားထားကြောင်းထားလိုက်ရင် track ကလေးတွေနဲ့အတူတူနေလိုက်ရောဒီကလေးကပျောက်သွားမှာလားအဲ့လိုမျိုးလည်းပြောကြတာရှိပါတယ်။တကယ်တမ်းလက်တွေမှာကြောင်းထားလိုက်လို့ပျောက်သွားမှာတော့မဟုတ်ဘူး။ဒါပေမဲ့ကလေးတွေကိုတကယ်တင်တတ်တဲ့လူနဲ့တွေ့ရင်တော့ပျောက်သွားမှာဖြစ်ပါတယ်။အာပျောက်ကင်းသွားမှာတရားရရင်တော့ပျောက်ကင်းသွားတယ်ဆိုတာတော့မရှိပါဘူး။ရခိုင်နှုန်းတော်တော်များများကအမှုအကျင့်တွေတော်တော်များများပြောင်းလဲသွားတာကိုအာတဘာဝကြကြနေထိုင်နိုင်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အစာတင်တဲ့လူနဲ့မတင်မဲနဲ့အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ autism ကလေးတွေကိုစာတင်တဲ့လူတွေနဲ့ငယ်ငယ်တုန်းကမတင်မဲနဲ့ autism ကိုတကယ်နားလဲဆိုတာသင်ကြားပေးတတ်တဲ့အထူးပညာရေးပညာရှင်တွေဆက်ဆံမတွေနဲ့သင်ကြားပေးဖို့အထူးအရေးကြီးပါတယ်။အဲ့ဒါကအရေးကြီးဆုံးဖြစ်ပါတယ်။ကလေးတွေကိုငယ်ငယ်ကလေးကမျက်လုံးချင်းမစုံတာဒီနေ့ပြောမယ့်လက္ခဏာတွေအားလုံးနဲ့တချို့နဲ့ကိုက်ညီခဲ့မယ်ဆိုရင် အထူးတင်ကြားတဲ့ဆံမတွေနဲ့အမြင်ဆုံးတင်ကြားမယ်ဆိုရင်ကလေးရဲ့လက္ခဏာတွေအရင်ရောပါသွားမှာ ပိုကောင်းတဲ့ဘဝတစ်ခုကို ပိုအောင်မြင်တဲ့အမ်တဘာဝကြကြနေနေထိုင်နိုင်တဲ့အနေအထားတစ်ခုကိုရောက်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီ Odyssey ကဘာကြောင့်ဖြစ်တယ်ဆိုတာလက်ရှိသုတေသနတွေမှာမပြောနိုင်သေးပါဘူးမပြောထားတာလည်းမရှိသေးပါဘူးဒါပေမဲ့မျိုးရိုးဗီဇကြောင့်သို့မဟုတ်မျိုးရိုးဗီဇနဲ့မဆိုင်တဲ့ပတ်ဝန်းကျင်ကြောင့်လွှမ်းမိုးမှုတွေကြောင့်ဖြစ်တယ်လို့ပဲ view ဆကြပါတယ်နော်နောက်တစ်ခုကတော့တကယ်ဖြစ်တာဘာကြောင့်လဲဆိုတော့ Odyssey ကိုမတူတဲ့ Clear Odyssey တောင်နဲ့တောင်နဲ့လည်းမတူတဲ့အတွက်ဘာကြောင့်ဖြစ်တယ်ဆိုတာကိုလည်းလက်ရှိမှာရေပူရအဖြစ်လက်ခံ ထားတာတော့အုံနောက်ထဲမှာအုံနောက်ထဲရဲ့ဖွဲ့စည်းပုံတွေမညီမျှမှုအကြောင်းမလို့ဖြစ်တယ်မတူညီကြမှုလို့ဖြစ်တယ်လို့တော့ဒီအာအုံနောက်နဲ့အာယုံကျောကိုအမ်နိုင်ရှင်ကြည့်တဲ့အခါကျရင်ပုံတံတန်းတွေပုံစံတွေကိုနိုင်ရှင်ကြည့်တဲ့အခါကျရင်သူ့တေတနာပြုတ်ရဲ့အခါကျရင်ပုံပြီးတွေ့ရပါမယ်ဥပမာအာဒီ neurotypical children body autism ဖြစ်တဲ့အာဒီ ပုံမှန်တွေးခေါ်မှုပုံစံနဲ့ရှိနေတဲ့ကလေးလေးနဲ့ဒီ audition ဖြစ်နေတဲ့ကလေးလေးရဲ့အုံနောက်တွေကို scan ဖတ်ကြည့်တဲ့အခါမတူညီတာတွေကိုတော့တွေ့ရတယ်လို့တော့ပြောကြပါဗျ။အဲ့တော့လက်ရှိမှာဒီကလေးတွေ audition spectrum ဖြစ်နေတဲ့ audition ဖြစ်နေတဲ့ကလေးတွေအားလုံးကို um နိုင်ငံ၅နိုင်ငံမှာအဲစမ်း ဟိုဒီစစ်တမ်းတောက်ကြည့်တဲ့အခါမှာ80ရာခိုင်နှုန်းလောက်ကတော့ဒီအဲ genetic ကြောင့်မလို့မျိုးရိုးဗီဇကြောင့်ဖြစ်နေတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ပြောရအောင်နော်အဲ့တော့ဒီဗီဇတွေကြောင့်မလို့မျိုးရိုးဗီဇတွေမှာပါတဲ့အချက်လက်ကြောင့်အရင်တော့ကမိဘတွေတဲကအမ်ဒီ အဲ့ဆင်လက်ခဏနဲ့နည်းနည်းကိုက်နေတဲ့အချက်လက်တွေရှိခဲ့မယ်ဆိုရင်တော့ဒီကလေးမှာဖြစ်နိုင်တယ်ဆိုတော့ဖြစ်နိုင်ကြရ80ရာရင်တော့ဖြစ်နိုင်တယ်လို့တော့ယူဆလို့ရတယ်ပေါ့နော်ဒီကလေးတွေက80ရာရင်တော့လောက်ကတော့ဖြစ်နေတယ်ပေါ့2 million ကိုစမ်းသပ်ကြည့်တဲ့အခါမှာ80ရာခိုင်နှုန်းကတော့ဒီအခြေအနေရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီထဲမှာ awesome ကလေးတွေရဲ့အမှုကျင့်တွေထဲမှာလက္ခဏာတွေအကြောင်းကိုဒီနေ့ဆက်လက်ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့လူမှုဆက်ဆံရေးတွေမှာမတူညီတာတွေတွေ့ရတယ်လူမှုလူမှုတွေလူမှုဆက်ဆံမှုတွေမှာမတူညီတဲ့ကလေးတွေကို အထူးသဖြင့် view site ညီမှာဖြစ်ပါတယ်အဲ့တော့ view site ကြီးကြည့်ရမယ့်အချက်လက်တွေကတော့နံပါတ်1မျက်လုံးချင်းမစုံဘူးဒါမှမဟုတ်နည်းနည်းပဲစုံတယ်နော်နောက်တစ်ခုကရင်းနှီးတဲ့လူတွေကိုအပြုံးကိုတုံမပြန်တတ်ဘူးသူတအားရင်းနှီးတယ်ဒါပေမဲ့အမေနဲ့အဖေနဲ့တီးတယ်အဖွားကိုတီးတယ်အကုန်လုံးကိုတီးတယ်ရင်းနှီးတယ်နေ့တိုင်းနေတဲ့ကလေးတွေသူပြုံးပြရဲဆိုသူပြန်ပြုံးပြတာမျိုးမရှိဘူးနောက်ပြီးတော့ကိုကလက်ညှိုးထိုးတဲ့နေရာကိုသူကလိုက်ပြီးတော့မကြည့်တတ်ဘူးနော်လိုချင်တာကိုလည်းလက်ညှိုးလိုက်ပြီးမထိုးတတ်ဘူးဥမာလိုချင်တဲ့တသားဟိုကလိုသမီးလိုကလိုတီးတယ်အဲ့လိုမျိုးလက်ညှိုးထိုးပြီးတော့မတောင်းတတ်ဘူးပေါ့နော် အာပစ္စည်းတွေကိုလူကြီးတွေသိအောင်ဒီပစ္စည်းလိုချင်နေဆိုအဲ့ပစ္စည်းကိုကိုနာယူလာတာမျိုးမလုပ်တတ်ဘူးပေါ့နော်အဲ့တော့တူတောင်းဆိုတူတခုခုလောက်ချင်မှာပဲကိုယ့်ရဲ့အာယုံကိုယူတယ်ပြန်တဲ့အချိန်ကြီးကဘာမှကိုယ့်စီကဘာအာယုံမှမလူဘူးဆက်နေလည်းမလိုအပ်ဘူးပေါ့နော်အချိန်ကြီးလိုက်ကိုက်ညီတဲ့မျက်နှာအမူအရာတွေလည်းမပြောတတ်ဘူးပေါ့နော်ဥပမာ နာနာသွားတယ်ဆိုနာသွားတယ်တေးရောနာသွားတယ်ဆိုရင်တော့မှတေးရောကထိတိုက်တိုင်ရရသွားဆိုအိုးတနာပါလေစသဖြင့်မျက်နာမျိုးပေါ့အဲ့လိုအမှုအရာမျိုးပေါ့နော်မပြချက်ဘူးနောက်တစ်ခုကသူများကိုစာနာဟန်လည်းမပြတတ်ဘူးပေါ့နော်သူများကိုစာနာတတ်တဲ့အနေအထားမျိုးလည်းမရှိဘူးအော်ထိခိုက်သူ့ကိုယ်သူလည်းထိခိုက်တိုင်ရရတာလည်းဂီးမဆိုင်မိတာမျိုးဒါမျိုးသူများဖြစ်နေရလဲသူကဂီးမဆိုင်မိတာမျိုးလည်းဖြစ်တတ်တယ်နောက်တစ်ခုလူတွေကိုအကင်းပခတ်တတ်ဘူးလူများအရေးအကင်းမကြည့်တတ်ဘူးသူ့အခြေအနေကအာပြောလို့ရရင်ပြောလို့မရဘူးစာဒါမျိုးတိတ်မသိဘူးပေါ့နော် 哦，得去，得苦苦升温上喊了嘛，表都。 သူစိတ်ဝင်စားတဲ့တစ်ခုတည်းတော့ဒါမို့နှစ်ခုတည်းတော့အချက်လက်ကိုသာသူစိတ်ဝင်စားပြီးတော့ကြံတဲ့အချက်တွေဘာတစ်ခုမှစိတ်ဝင်စားဟန်မပြကြဘူးဒါကတော့လူမှုဆက်ဆံရေးမှာမတူညီတဲ့အချက်လက်တွေပါတာမန်ကလေးတွေနဲ့မတူညီတဲ့အချက်လက်တွေကိုယူဆိုင်ပြရမှာနောက်တစ်ခုကစကားပြောဆိုမှုမှာမတူညီဘူးအဲ့တော့စကားပြောဆိုနိုင်စွမ်းပေါ့နော်သူများကိုကိုကိုတိုင်းစကားနဲ့ဘာသာစကားနဲ့လူများကိုထုတ်ဖော်ပြီးဒါလေးပြောလဲဟိုဟာလေးတိတိတတပြောဆိုနိုင်စွမ်းအဲ့ဒီစွမ်းရင် မတူညီတာကိုလည်းတွေ့ရတယ်အဲ့ဒီစွမ်းရည်တွေကဘာတွေလဲဆိုရင်လိုချင်တာကိုလက် မထိုးတတ်တာတို့ပြောတတ်တာ16လကလေးဒီမှာစကားတလုံးမှမထွက်လေးပြာတို့နာမည်သူ့နာမည်ကိုခွန်လဲထူတာတို့လှည့်ကြည့်တာတို့မလုပ်တာတို့အဲ့ဒါမျိုးတွေပေါ့နော်နေတို့ငါတို့ညီတခါတခါလေးကျွန်တော်တို့အားလုံးပြောကြတယ်သူကနေကငါကစသဖြင့်ပြောတဲ့ခါကျရင်အဲ့အဲ့နန်းစားကိုသူဘာဘာပြောမှမသိဘူးကဘသူက ့ကို तू ဆိုတာဟိုတယောက်ငါဆိုတာဒီတယောက်နင်းဆိုတာဒီတယောက်အဲ့လိုမျိုးမတုံးတတ်ဘူးပေါ့နန်စားမတုံးတတ်ဘူးပေါ့နော်အဲ့တော့နားမလဲဘူးအဲစကားပြောဆိုမှုတွေမှာတစ်ခါလေမတုံ့ပြန်ဘူးတစ်ခါလေတုံ့ပြန်နေပေါ့မလိုအပ်တယ်လိုအပ်ရင်လဲစတယ်ပြီ तू तू ကိုယ်တိုင်လိုအပ်နေရတော့ तू ကိုယ်တိုင်စပြီးစကားမပြောဘူးအမှုရာနဲ့ကိုယ်လက်လာဆွဲကောင်းဆွဲမယ်ဒါမဲ့ဒီအကြောင်းရောစကားနဲ့ကိုလုံးဝမပြောတတ်ဘူးပေါ့နော်နောက်တစ်ခုကတကယ် တကယ်ပစ္စည်းများပုံစံတိုင်းဟန်ဆောင်ကစားတာမျိုးမရှိဘူးဥပမာပေါ့အာမိဖို့ကြောင့်လဲသွားပြီးတော့အာအမေလိုထမင်းချက်ပြတာပေါ့အိုးကြီးပကိုင်းကြီးကင်ပြီးတော့တကယ်ချက်နေတာမဟုတ်ပင်နဲ့လုတ်ပြတာမျိုးပေါ့နော်တကယ်အမူအရာတကယ်အပြင်းမှာ အလုံနေကြပုံစံအတိုင်းကိုသူကကစားရင်းနဲ့တော့အဲ့လိုအမူအရာမျိုးဟန်ဆောင်ပြီးမကစားတတ်ဘူးပေါ့နော်ဖုန်းတွေ TV တွေရုပ်ရှင်တွေဗီဒီယိုတွေမှာပါဝင်တဲ့အချက်လက်တွေကိုတော့တိတိကျကျမှတ်သားထားနိုင်တယ်ဒါပေမဲ့လက်တွေ့မှာအသုံးမပြုတတ်ဘူးပေါ့နော်အသက်နဲ့ကိုက်ညီတဲ့ဘာသာစကားဖွင့်ပြမှုတွေမရှိဘူးပေါ့နော်ဒါတွေကဘာသာစကားပြောဆိုမှုမှာနှောင့်နေတာတွေလည်းတွေ့ရနိုင်တယ်နောက်တစ်ခုကအမူအကျင့်တွေမတူညီတာတွေသူများတွေနဲ့တခြားကလေးတွေရဲ့အမူအကျင့်နဲ့မတူညီတဲ့အချက်တွေကိုထင်းထင်းရှားရှားတွေ့ရမှာဖြစ် ါတယ်ဒါတွေကလည်းတစ်ချိန်လုံးလှုပ်နေရပေါ့ရှေ့နောက်လှုပ်နေရပေါ့အာလှဲ့ပြီးခါနေတာပေါ့နော်အာခြေထောက်တွေလက်တွေယမ်းနေတာတို့လက်ချောင်းတွေကိုတစ်ချိန်လုံးပွတ်နေတာပေါ့နော်အာခြေဖျားနဲ့လှမ်းလျှောက်တာပေါ့နော်ခြေဖျားလေးထောက်ပြီးလှမ်းလျှောက်တာတစ်ချိန်လုံးလက်တွေကိုယမ်းနေတာပေါ့ခဏစိတ်လှုပ်ရှားတိုင်းလက်ယမ်းတာပေါ့ဒီလိုမျိုးဒါမျိုးလက်တွေပွတ်တက်နေတာပေါ့အဲ့လိုမျိုးအမှုအရာမျိုးအများတန်းလှုပ်တာပေါ့နော်ပုံမှန်မဟုတ်တဲ့အမှုအရာတွေအများကြီးလှုပ်တယ်ပေါ့နော် တို့တွေတခါတလေအဲတနေ့တာအစီအစဉ်တွေမှာဥမာနေ့တိုင်းလုပ်တဲ့များအကြောင်းဒီအချိန်ပါလုပ်တယ်ဆိုရင်အဲ့ဒီဟာကိုမလုပ်ရရင်မရဘူးပေါ့နော်အဲတနေ့ရောက်သွားရင်လည်းအဲ့ဒီလမ်းကပဲသွားတယ်တခြားလမ်းကနေသွားလို့ကိုမရဘူးပေါ့နော်အဲ့တော့သွားလာလှုပ်ရှားမှုတွေအပြောင်းလဲမှုဘာအပြောင်းလဲမှမလုပ်ခံတဲ့ကလေးတွေပေါ့နော်အဲ့ရတိုင်းနေအဲ့ရလဲရဆိုလည်းမရဘူးအယောင်မတူတဲ့အဝတ်အစားတွေပေးရင်လည်းမရဘူးဥပမာပေါ့နော်အဲသူ့အဲ့ရကိုတိမ့်လိုက်တယ်တခြားအဲ့ရလက်လက်လေးဒီနေ့အစ်စ်ထောက်တယ်အဲ့ဒါလည်းမရဘူးပေါ့ညစ်ပတ်သွားရင်လည်း 小、啊、让我看五本、六不嘛，我不能啊，年老你家。 အမြဲလုံနေကြပုံစံပဲကြိုက်တယ်။အာတက်တလဲလဲလဲအမြဲလုံတယ်။အာဥမာပစ္စည်းတစ်ခုအမြဲနဲ့နေရဆိုအမြဲနဲ့နေသူကားအမြဲစီးနေရဆိုချိန်လုံးစီးနေရပေါ့။အာပစ္စည်းတစ်ခုတဒန်းနဲ့ပြအကြာကြီးစီးနေတာပေါ့။တစ်ချိန်လုံးဒါပဲဒီလိုပုံစံပဲကစားရတယ်ပေါ့။အသေးပဲရှိတဲ့ကစားနည်းမျိုးမပါဘူးပေါ့။ကစားစရာတွေရဲ့အစိတ်ပိုင်းတစ်ခုကိုပဲအမြဲကစားရတယ်။အကုန်လုံးကိုခြုံပြီးဒီပုံစံထွက်လာအောင်လို့မကစားဘူးပေါ့နော်။အမြဲဒီပုံစံနဲ့ဒီအနေထားပဲအမြဲကစားတတ်တယ်ပေါ့နော်။အသေးပဲရှိရှိကစားနိုင်နေနည်းလမ်းတွေမရှိဘူးပေါ့။ ါ့နော်နောက်ပြီးတော့နာကျင်မှုတိတ်မပြောင်းသူ့ကိုထိခိုက်တန်းရာရရဲဆိုမပြောင်းသူသူများကိုတိုက်မိတိုင်းလည်းသူများလဲသွားလို့ဒူးပြဲသွားရင်လည်းသူနဲသွားတယ်ဒူးပြဲသွားတယ်အဲ့လိုစိတ်မကောင်းတဲ့ပုံစံအမူအရာသူများလဲသွားတယ်သူများကို view ဆိုင်တဲ့ပုံစံမျိုးမပြောင်းအနံ့နေအနံ့အသက်တွေပေါ့နော်အတန်တွေအလင်းတွေအဝတ်ရဲ့ထိတွေ့မှုပုံစံတွေညှို့ညံ့မှုမညှို့ညံ့မှုပေါ့နော်အဲ့လိုပုံစံတွေကိုမခံစားတတ်ဘူးဒါမှမဟုတ်ရင်နည်းနည်းလေးမှအာခံစားမှုပြင်းထန်တယ်ပေါ့ရေလေးနည်းနည်းဆိုသွားတာတော့အမ် အာနည်းနည်းမှဆိုလို့မရဘူးတော့မို့ရေအရန်ကြိုက်တာပေါ့နှစ်ခုပေါ့အစွန်းတစ်ဖက်မှာအများတန်းရှိတယ်အာအာယုံ၅ပါးမှာရရှိတဲ့အအမြင်ကြားအထိတွေ့အနံ့အရသာစသဖြင့်ပေါ့တဲ့အဲ့ဒီခံစားအာယုံခံစားမှု၅ခုစလုံးကလာတဲ့အချက်လက်တရား तू ကတပြိုင်နဲ့တည်းအကုန်ခံစားတတ်တယ်ဒါမှမဟုတ်တခုမှမခံစားဘူးပေါ့နော်အဲ့ဒါမျိုးဖြစ်နေတယ်ပေါ့ဒါမှမဟုတ်မတူတဲ့အနေထားနေပြီးတော့ မဆိုဆိုကြမတူတဲ့အနေထားမှာပဲပစ္စည်းတစ်ခုကိုစိုက်ကြည့်တယ်လန့်ကြည့်တယ်ပေါ့အမြဲတမ်းအဲကျွန်တော်တို့ပုံမှန်ကြည့်နေကြအနေထားထက်မဟုတ်ပဲနဲ့အမောက်ရဲ့ပစ္စည်းတစ်ခုကိုလှမ်းပြီးအကြာကြီးကြည့်နေတာပေါ့အဲ့လိုမျိုးပေါ့နော်တစ်ခုခုအများကြီးအကြာကြီးစိုက်ကြည့်တာပေါ့အဲ့ဒီအမူအရာမျိုးလည်းဖြစ်တတ်တာကိုတွေ့ရပါတယ်ဒါကတော့နောက်တစ်ခုဗီဒီယိုတစ်ခုလေးကျွန်တော်ပြချင်ပါတယ်အဲ့ဒါကဘာလဲဆိုရင်ဒီ autism ဖြစ်နေတဲ့ကလေးတွေ တဲမှာပထမအဦးဆုံးတွေ့ရတဲ့လက္ခဏာ10ခုပါအဲ့ဒီ10ခုကိုဂရုစိုက်ပြီးကြည့်ပြပါခုနကအချက်နဲ့အစဲအပြင်နောက်ထပ်10ခုပါเนาะအဲ့တော့ဒီဒီ10ခုထဲမှာကโอเคကျွန်တော်တို့တစ်ချက်လောက်ကြည့်အောင်เนาะကျေးဇူးများတင်ပါတယ်ဒီကလေးလေးကိုကြည့်မယ်ဆိုရင်အာဒီအော်ဒီဆန်လက္ခဏာနဲ့ရှိတယ်လို့ ရှိတဲ့ကလေးလေးတယောက်ပါသူကဘာလေးလုပ်လဲလက်သီးစုပ်ဖွင့်လိုက်ပိတ်လိုက်အဲ့လိုအငဲတန်းလုပ်တယ်ပေါ့ဒါလေးဖြစ်ရင်ဂယူးဆိုက်သေးပါတော့เนาะကိုကလေးကလက်သီးလေးကိုလက်လက်ကလေးကိုဖွင့်လိုက်ပိတ်လိုက်နေဒီလိုလုပ်လိုက်ပေါ့เนาะအဲ့လိုမျိုးတွေလုပ်နေဆိုဂယူးဆိုက်သေးပါပေါ့เนาะအာဒီလက္ခဏာရှိတဲ့ရှိပြီဆိုရင်ပို့ပြီးတော့တော့တတိထားပါပေါ့သူစိတ်လုံရှားတဲ့တခုခုလိုချင်တိုင်းဖြစ်ချင်တာတွေမရချင်တာတွေအကုန်လုံးဖြစ်ဖြစ်လာတိုင်းဒါမျိုးအငဲတန်းလုပ်လုပ်လို့ရှိတယ်ပေါ့เนาะဒါမျိုးတွေဂယူးဆိုက်သေးပါเนาะ တချို့ကဒီလိုဒီလိုလောက်တယ်ဒီလိုမလောက်ပဲနဲ့ဒီလိုလောက်တာတွေလည်းရှိရပါတော့နော်အဲ့တော့အဲ့ဒါလေးလည်း give site ပြပေါ့အများကြီးအရေးကြီးပါတယ်ဒါတနေ့တနေ့ဘယ်နှကြိမ်လောက်တယ်ဆိုတာမျိုးကိုက give site ပြပေါ့အရန်လိုတယ်အကြိမ်ခံများစွာလုပ်ရင်လည်း give site ပေါ့ပေါ့နော်နောက်တစ်ခုကခြေပြားထောက်တာခြေပြားထောက်ပြီးအမြဲတမ်းလမ်းလျှောက်တာ အာဒါဒုတိယတစ်ခုနော်ခြေပြားထောက်ပြီးအများရန်လမ်းလျှောက်တယ်။အာခလေးကိုကြည့်မယ်ဆိုအများရန်ခြေတော့ဘလောက်ကြာကြာထောက်ပြီးလမ်းလျှောက်နိုင်တယ်ပေါ့နော်။အာတချို့ကလေးက4နှစ်10 4နှစ်10နှစ်ထိလဲခြေပြားထောက်တာလမ်းလျှောက်တာတအားကြိုက်တယ်။နောက်တစ်ခုကအမူအကျင့်တစ်ခုကိုထိုင်ကုန်မှာပဲပြီတစ်ခုခုမှာပဲအများရန်တလှုပ်လှုပ်နေနေတယ်။ဒါမှမဟုတ်ခါပြီးရမ်းနေတာပေါ့။အဲ့ဒီအမူအကျင့်မျိုးခဏခဏလှုပ်နေတာပေါ့နော်။အဲ့အမျိုးဆိုလဲခရီးစိုက်ပြီးပါ။ ူအဲ့လိုလှုပ်နေရတာကိုကြိုက်တာပေါ့နော်ဒီလိုလှုပ်နေရတာကြိုက်တယ်အဲ့ဒါမျိုးပြီးတော့ခေါင်းနဲ့ပစ္စည်းတစ်ခုအမြဲတမ်းစောင့်တာပေါ့အာတခုခုရရတယ်ဖြစ်စီမရဘူးဖြစ်စီအာသူရဲ့ခံစားမှုကိုမကြိုက်တော့ဘူးဆိုတော့အဲ့ဒါမျိုးကိုခေါင်းနဲ့အတန်ရရအောင်အာစောင့်ခေါင်းစောင့်တာကိုလှုပ်တာမျိုးပေါ့နော်အဲ့ဒါမျိုးတွေလည်းရှိတတ်တယ် တော့လူများတဲ့နေရာတို့အချက်လက်တင်ကိုဆိုလိုတဲ့တစ်တိုင်းအငြင်းကြီးကြနေတာမျိုးခံစားရတာပေါ့အငြင်းနဲ့အပြင်းသွားတယ်ဆိုရင်ကလေးတွေကစိတ်ရှုံနေတာထိတ်နေရတာမျိုးသူခုသူလိုချင်တာပေးလေငိုတော့တာပဲပေါ့မပေးလေငိုတာပဲပေါ့ပတ်ဝန်းကျင်မှာသူဖြစ်ချင်တာဘာမှမသိဘူးပေါ့နော်သူသူကပတ်ဝန်းကျင်ဆူလို့လားဘာဖြစ်လို့လားငိုရမှန်းလည်းမသိဘူးသူလိုချင်တာတောင်းလဲဆက်ငိုနေတာမျိုးပေါ့အဲ့ဒါမျိုးဆိုဘီယူဆက်ဖို့လိုတာပေါ့နော် ဲ့တော့ဒါတွေအားလုံးကအထူးသဖြင့်အာယုံခံစားမှုပြဿနာရှိတဲ့ကလေးတွေမှာပုံပြီးတွေ့ရတယ် last minutes whereas a sensory meltdown can last hours တချို့တချို့ကလေးတွေဆိုရင်နိုင်နဲ့ချီပြီးတော့တစ်ချိန်လုံးငိုနေရ။ဒါကြောင့်ငိုနေမှမသူသူဖြစ်ချင်တာရကြတဲ့အားလုံးပေးပြီးလဲငိုနေတော့မယ်၊ထုနေတော့ရိုက်နေတော့မယ်။အဲ့လိုမျိုးအခြေအနေဆိုဘီးဆိုင်ရတော့မှဖြစ်ပါတယ်။ နောက်တစ်ခုငါပြောတာရေအာတစ်ချိန်လုံးရေကိုအမူအရာတစ်ခုခုကိုစော့ရတာတစ်ခုခုအမြဲတမ်းထက်တလဲလဲလို့တယ်အဲ့ပုံစံတိုင်းအမြဲတမ်းကစားတယ်အာရေကိုတစ်ချက်ဟိုဘက်ထည့်လိုက်ဒီဘက်ထည့်လိုက်အမြဲတမ်းဒါမှမဟုတ်ဘိန်းလုံးကြီးကိုတစ်ချိန်လုံးလှည့်လိုက်ပစ္စည်းကိုတစ်ချိန်လုံးစီနေလိုက်အမူအရာတစ်ခုကိုပဲထက်တလဲလဲလုပ်တယ်ပြီးတော့ဟုတ်ကဲ့ ဲ့တော့အဲ့ဒါလေးတွေအငြင်းနဲ့လောက်ကြတယ်အမှုရာတွေကိုထပ်တလဲလဲအငြင်းနဲ့လောက်ကြတယ်အေးနံပါတ်6ကတော့အနည်းနဲ့ကျန်းတယ်ခလေးကကျန်းကျန်းနန်းနန်းဖြစ်တယ်အဲတခုခုကိုကြိုက်နေတယ်တခုခုကိုချူနေတယ်တခုခုနဲ့ပုတ်တက်နေတယ်ကျန်းတာပေါ့နော်ခုကိုထိခိုက်တန်ရာရစီတယ်ဒါမှမဟုတ်သူများတဦးတယောက်ကိုထိခိုက်စေမဲ့အချက်လက်မျိုးကိုတွေ့ရတယ်ပေါ့အဲ့ဒါတွေကျန်းမဲ့နဲ့တအားကျန်းတာမျိုးကိုလောက်ကြတာမျိုးပေါ့အဲ့ဒါလေးဒီဆိုင်ဖို့လိုပါတယ် အဲ့တော့သူ့ကိုစကားပြောရင်သူ့ကိုခေါ်ရင်သူ့နာမည်ခေါ်ရဲဆိုရင်လုံးဝမတုံ့ပြန်တာမျိုးပေါ့နော်အဲ့တော့သူကြိုက်တဲ့ဟာတစ်ခုဆိုရင်တော့ကြည်တယ်ကြံတဲ့ဟာဘာမှမကြည့်ဘူးမတုံ့ပြန်ဘူးဘယ်တော့မှတုံ့ပြန်မှုမတွေ့ရဘူးသူ့ဆေးအနေပြီးတော့ပေါ့နော်သူ့ခေါ်လဲသူ့ဟာသူသူ့ကဘာလေးနဲ့သူနေနေတာပေါ့အဲ့သူများရဲ့ပောက်ဘေးပောက်ဝင်နေဘာမှလဲစိတ်ဝင်စားဟာမပြတတ်ဘူးပေါ့အဲ့လိုကလေးမျိုးလဲခီးဆိုင်တာခီးဆိုင်ပြီးကြည့်လို့လို့ပါလေ တချို့ကလေးတွေကအတန်းကို filter အောင်မလုပ်တတ်ဘူးတားဆူနေပတ်ဝန်းကျင်မှာမနေနိုင်တာမျိုးလည်းအများကြီးရှိတတ်တယ်နော်အဲသူပြောချင်တဲ့အချက်လဲဥမာတအားစပတ်ဝန်းကျင်အရင်ဆူနေတဲ့အခါမှာသူ့စကားနေအတန်တစ်ခုကိုသူအမြဲတမ်းလှုပ်တာပေါ့နော် ပဝဲကျင်စူလာလိုက်သူကတခုအငြင်းတန်းလောက်တယ်သူမကြားကျင်နဲ့ချက်လိုက်တာအငြင်းတန်းလောက်တယ်ပေါ့နောက်တစ်ခုနံပါတ်၈ကတော့သူမျက်လုံးမစဘရောမစုံဘူးပေါ့နော်အဲ့ဒါမျိုးဆိုတော့ green side တော့ပေါ့နော်အဲကလေးတွေကမျက်လုံးစုံပြီးမတော်ဘူးသူဖြစ်ချင်တာသူကသူသူယူလဲသူကသူလောက်တယ်ဒါပေမဲ့ဘယ်တော့မှမျက်လုံးစုံပြီးဒါတောက်ဒါလုတ်ပေးပါတနည်းလုတ်ပေးပါအဲ့လိုမျိုးမျက်လုံးစုံပြီးပြောတတ်တာမျိုးတစ်ခါမှမရှိဘူးပေါ့ဒါမျိုးရှိဘူးနည်းတာပေါ့အဲ့ဒါဆို green side တော့ပေါ့နော် နံပါတ်6ကတော့ကလေးတွေကစကလုံးတွေများများမပြောတတ်တာပေါ့နော်သူတို့ရဲ့အမ်အသက်3နှစ်ရောက်တဲ့အချိန်လိုအပ်တဲ့မျိုးကိုစကားမပြောတတ်ဘူးတကယ်တမ်း16လလောက်ဆိုရင်အစကလုံးတစ်လုံးလောက်နှလုံးအောင်တတ်နေရမယ်သူကတစ်လုံးမှကိုမပြောတတ်ခဲ့ဘူးဆိုခရူးစိုက်ဖို့လိုနေပါပြီနော် ပြီးတော့ကိုကအာရုပ်ရှင်ထဲမှာ TV ထဲမှာသူကြည့်နေကြဗီဒီယိုထဲမှာပါတဲ့အချက်လက်တွေကိုတော့ခတ်ထားထက်ကထက်ခါတာပြောတယ်ပေါ့အာဘာတွေပြောနေမှမသိတဲ့အချက်လက်တွေကိုခဏခဏပြောတယ်ဒါပေမဲ့ကျွန်တော်တို့တခုမှနားမလည်ဘူးပေါ့နော်သူတခါလေသူနားလည်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့နားမလည်ဘူးသူပြောနေတဲ့အချက်လက်ကမသိဘူးအတန်တွေရောထွက်နေဘာအတန်တွေမှလည်းမသိဘူးပေါ့နော်အဲ့အရာမျိုးတွေလည်းဆိုလဲ view site ကိုလိုပါပြီ talk တချို့ကလေးတွေအစားအစာအရင်ရွေးတယ်အဝတ်အစားအရင်ရွေးတယ်ပေါ့အာတချို့ဝတ်စားကိုမကြိုက်ဘူးတချို့ကတော့အစားတဲ့အစားအစာမကြိုက်မစားဘူးမစားဘူးဘလောက်ဘလောက်ပဲဘိုက်စားဘိုက်စားစားလို့မစားဘူးဘလို့မှချော့ပြီးကျွေးလို့မရဘူး तू မကြိုက်တာမျိုးဆိုရင်ဥမာ तू မစားချင်ဘူးဆိုရင်လုံးဝမစားဘူးတော့ तू ကပြဿနာတစ်ခုရှိတယ်။သူကလုံးဝအာရုံခံစားမှုတဲ့မှာအဲ့အစားစားသူ့ပါဇက်ထဲကိုကင်လို့မရဘူးပေါ့နော်။အဲ့လိုစားလို့မရဘူး။အဲ့လိုပုံစံမျိုးပေါ့။အရန်စားလည်းဘယ်တော့မှမစားဘူးပေါ့။အဲ့တော့ အာကိုအဲ့လိုခလေးပြီးတော့အင်ဂျီတွေကိုဗျာမြင်ဝတ်တာကိုပိုကြိုက်တယ်ပေါ့ဒစိတ်တွေဘာတွေမကြိုက်ဘူးပြီးတော့ဒီချုပ်ရိုးပေါ့နော်ကျွန်တော်တို့ချုပ်ရိုးတွေရှိရအဲ့လိုချုပ်ရိုးမျိုးကြိုက်ဘူးပေါ့ဒီဒစိတ်တွေရှိနေတာမျိုးဆိုလုံးဝမကြိုက်ဘူးအဲ့ဒါမျိုးတွေပေါ့နော်အဲသူကိုယ်တိုင်ထိတွေ့မှုအာယုံမှာပြဿနာရှိတဲ့ခလေးမျိုးလည်းယူဆလို့ရပါတယ်ဒီအချက်လက်တွေကိုရီးစိုက်ပြီးကြည့်မယ်ဆိုရင်ကိုယ့်ခလေးမှာသူများခလေးတွေမှာရှိမယ်ဆိုရင်သူတို့ကိုအာနီလန်းနေပေးပြီးတော့ပြောပြဖို့လိုပါတယ် အဲ့တော့ဒီလိုကလေးတွေကတက်ကြွတဲ့ပညာရှင်တွေရဲ့အကူအညီနဲ့အမြန်ဆုံးအမြန်ဆုံးလေ့ကျင့်ပေးဖို့အရန်လိုပါတယ်အဲ့တော့တက်ဆိုင်ရာကလေးဆရာဝန်တွေအဖွံ့ဖြိုးမှုကလေးဖွံ့ဖြိုးမှုနားလည်တဲ့ပုံစံတွေနဲ့အမြန်ဆုံးဆွေးနွေးတိုင်ပင်တင်ပါတယ်နော်အဲ့ဒါလေးကအရေးအကြီးဆုံးဖြစ်ပါတယ်အဲ့ဒါလေးကိုမိဘတိုင်းကိုသိရှိဖို့အတွက်ကျွန်တော်တို့အားလုံးက sharing လုပ်တင်ပါတယ်နော် ပြီးတော့လေ့ကျင့်ပိအနုံကောင်းတဲ့ဘဝရနိုင်တယ်ဆိုတာမိဘတွေကိုခဏခဏပြောဖို့လိုပါတယ်ငယ်တုန်းကဘလို့အခြေအနေပဲဖြစ်နေပါစေလေ့ကျင့်ပိရင်ကလေးတိုင်းကအလွန်ကောင်းတဲ့ဘဝတစ်ခုကိုရနိုင်တယ်ဆိုတာအမြဲတမ်းသတိရပေးဖို့လိုပါတယ်အဲ့တော့စာတင်တဲ့ကနမူအခြေအနေမှာပထမအဦးဆုံးအခြေအနေမှာစာတင်တဲ့လူနဲ့မတင်မဲနဲ့အော်ဒစင်ကိုနားလေတဲ့ပညာရှင်တွေအထူးပညာရေးဆရာမတွေနဲ့အရင်သင်ကြားသင်တယ်လို့ကျွန်တော်ထပ်ပြီးပြောချင်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ပြောသွားတဲ့အချက်ကအော်ဒစင်ဆိုတဲ့ကလေးတွေအကြောင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့တေ သွားတဲ့အချက်လက်တွေကိုဒီအောက်မှာ comment လေးရေးခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်